အမေရိကန်၊ယူကရိန်း၊ဥရောပတာဝန်ရှိသူများဂျီနီဗာမှာအပြုသဘောဆောင်တဲ့ဆွေးနွေးပွဲပြီးမှရုရှား၊ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်နောက်ဆုံးသဘောတူညီချက်မှတ်သမျှဟာယူကရိန်းရဲ့အချုပ်အခြာအာဏာကိုအပြည့်အဝထိန်းသိမ်းထားရမယ်လို့အမေရိကန်နဲ့ယူကရိန်းတို့ကနိုဝင်ဘာလ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရုရှားဘက်ကမျက်နှာလိုက်ထားတယ်လို့ဝေဖန်ခံရတဲ့အမေရိကန်အဆိုပြုချက်ကိုအခြေခံတဲ့တရက်ကြာအစည်းအဝေးပြီးမှဆိတ်ဆက်ဆွေးနွေးသူများကနောက်ဆုံးအခြေအနေနဲ့စီလျော်အောင်လှုံ့ဆော်ထားတဲ့ဝမ်းမံထားတဲ့ငြိမ်းချမ်းရေးမူဘောင်ကိုရေးဆွဲခဲ့ကြတယ်လို့ အမေရိကန်ယူကရိန်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။ လေးနှစ်နီးပါးရှိလာပြီးဖြစ်တဲ့ရုရှားယူကရိန်းအဆုံးသတ်ရေးအတွက်အမေရိကန်သမ္မတက၎င်းထောက်ခံထားတဲ့ငြိမ်းချမ်းရေးအစီအမံကိုနိုဝင်ဘာလ28ရက်နေ့နောက်ဆုံးအထအတည်ပြုရန်ယူကရိန်းကိုပြောကြားထားပါတယ်။ဒါ့အပြင်ရုရှားရဲ့သဘောထားတင်းမာတဲ့တောင်းဆိုချက်တလေကြီးကိုလက်ခံထားတဲ့အဆိုပါငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်းကိုယူကရိန်းကအပြောင်းအလဲများလုပ်ရန်ကြိုးပမ်းနေပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ထောက်ခံခဲ့တဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအမံအရယူကရိန်းက၎င်းရဲ့အရှေ့ပိုင်းနယ်မြေများကိုရုရှားသို့ ပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းစစ်တပ်ရဲ့စစ်သည်အင်အားကိုလည်းလျှော့ချမဲ့အနေအထားဖြစ်ပါတယ်။ယူကရိန်းဟာနေတိုးအဖွဲ့တဲသို့ဘယ်တော့မှမဝင်ရန်ကတိပေးရလိမ့်မှာဖြစ်ပြီးယူကရိန်းတောင်းဆိုထားတဲ့အနောက်အုပ်စုညဉ့်ညဉ့်ထိမ့်သိမ်းမှုစစ်သားများကိုခွယူခြင်းမပြုရဘူးလို့လည်းဖော်ပြထားပါတယ်။နေတိုးစီမင်းစည်းကမ်းများကိုအခြေခံထားတဲ့ယူကရိန်းလုံခြုံရေးအာမခံချက်မှာယူကရိန်းကိုတိုက်ခိုက်မှုမှန်သမျှအတွက်အမေရိကန်နဲ့ဥရောပမဟာမိတ်တို့ကပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ ဆွေးနွေးတာတွေဟာအပြုသဘောဆောင်ပါတယ်။အပြေအဝအာယုံဆိုင်ဆွေးနွေးတာဖြစ်ပါတယ်။လေးစားစရာကောင်းတဲ့ဆွေးနွေးမှုတွေဖြစ်ပါတယ်။တရားမျှတပြီးအမြင်နဲ့ညီညီရရှိဖို့အတွက်ဘုံသဘောလှုပ်ဆောင်ချက်တွေကိုအလေးပေးထားရဖြစ်ပါတယ်လို့အမေရိကန်နဲ့ယူကရိန်းတို့ရဲ့ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆွေးနွေးတာတွေဟာ နောင်မြည်သည့်သဘောတူညီချက်မဆိုယူကရိန်းရဲ့ချုပ်ချာကိုအပြည့်အဝလိုက်နာဖို့နဲ့ရေရှည်ထိန်းထားနိုင်ပြီးတရားမျှတမှုရှိတဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ထက်လောင်းတည်ပြုထားပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပြီးအရေးပဲပြေးဝတဲ့တိုးတက်မှုဖြစ်တယ်လို့ဆိုထားပါတယ်။နောက်ဖက်စလုံးကလာမယ့်ရက်ပိုင်းမှာပူတဲအဆိုပြုချက်များနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်နေကြောင်းကတိပြုခဲ့ကြပါတယ်။စနစ်မှုများဟာရှေ့သို့သွားမဲ့အသီးသားထင်ရှားတဲ့အဆင့်ကိုအမှတ်အသားပြုနေတယ်လို့ဆိုပါတယ်။